တာရှင်တွေအားလုံးတာလီစော့ပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ AA အပေါ်တရုတ်ပြည်အားရောက်လာနိုင်တယ်လို့ BNI မြန်မာ Peace Monitor တုံ့တက်တဲ့အကြောင်းခွားမြို့နယ်ကစစ်ဘေးရှောင်8000လောက်စားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတဲ့သတင်းအာဆာ RSO အဖွဲ့တွေနဲ့ပတ်သက်မှုနဲ့ဖမ်းဆီးထားတဲ့မွတ်စလင်80ကျော်ကို အေလုံရင်းပေးတဲ့အကြောင်းအပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီစီဇန်ကိုကျမဖြူဖြူရဲနဲ့အတူကောင်းမင်းကပူပေါင်းတင်ဆက်ပေးတော့မှာပါပြမဆုံးအနေနဲ့ AA ပေါ်တရုတ် PR ရောက်လာနိုင်တယ်လို့ BNI မြန်မာ Peace Monitor သုံးသက်တဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။မြောက်ပွဲညီနောင်သုံးဖွဲ့ထဲကကိုကန့်တက် MNJ နဲ့တန်အန်တက် DNL တို့စစ်ကောင်စီနဲ့အပြည့်ရဲဆဲမှုဟာ ကလင်ဒါကြာအရာအာရခတ်တော်အေအပေါ်တေယုအစိုးရရဲ့ PRP စေစက်ညီနိုင်မှုမျိုးရောက်လာနိုင်တယ်လို့မြန်မာနိုင်ငံမှာ Peace Monitor ရဲ့အစီရင်ခံစာကတုံ့ပြန်ထားပါတယ်။အေရညီနောင်မဟာမိတ်တွေဖြစ်တဲ့အဲ့ဒီတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတို့ကြားအပြစ်ခတ်ရဲဆဲတာဟာနေရှင်ရေးကိုဥတည်တဲ့အပြစ်ခတ်ရဲဆဲမှုမျိုးလို့ရှုမြင်ဖို့ခက်ခဲတယ်ဆိုပြီးအစီရင်ခံစာမှာဖော်ပြထားပါတယ်။အာဏာသိမ်းစစ်အုပ်စုဟာနိုင်ငံတဝန်းလုံးမှာသူတို့ရဲ့လေကြောင်းတိုက်ခတ်မှုတွေနဲ့မြေပြင်ထိုးစစ်တွေကိုဆက်လက်တိုးမြှင့်လာဖွယ်ရှိတာကြောင့် ဆက်အာဏာရှင်စနစ်ရှုံငင်းရေးတော်လှန်ရေးအင်အားစုတွေအနေနဲ့သူတို့စိုးမိုးထိန်းချုပ်ထားရတဲ့မြေဒေသအလိုက်စုစည်းညီညွတ်မှုနဲ့ပူးပေါင်းလှုပ်ရှားမှုတွေပုံမခိုင်မာအကောင်ဖို့အထူးလိုအပ်လာပြီဖြစ်တယ်လို့ BNI မြန်မာ Peace Monitor ကဆိုပါတယ်။ရှမ်းမြောက်ဒေသမှာအပြက်ခတ်ရဲဆဲလိုက်နိုင်ပြီဖြစ်တဲ့စက်ကောင်စီကလက်ရှိမှာတော့ညီနောင်မဟာမိတ်သုံးဖွဲ့တဲ့မှာအပြက်မရဘဲကြံနေတဲ့အာရခတ်တတော်ထိန်းချုပ်ဝါမြို့နယ်တွေကို TNL နဲ့အပြက်ရပိရှင်ကစပြီးလေကြောင်းတက်ခဲမှုတွေကိုခက်ဆက်ဆက်ပြုလုပ်လာနေတာကိုတွေ့ရပါတယ်။ ။ထဆင်းစကုဆက်စင်ရေးကိုစတင်ခဲ့တဲ့ညနာမာမိတ်သုံးဖွဲ့တွေမှာ MDA နဲ့ TNL တို့ဟာစက်ကောင်စီနဲ့အပြည့်ရထားပြီဖြစ်လို့လက်ရှိမှာအာရခတ်တပ်တို့ဖွဲ့တဲ့ပဲတိုက်ပွဲပေါ်ဆောင်နေတဲ့အနေအထားမှာရှိတော့တာပါ။လရှိဒစန်စကွန်စစ်စင်ရေးရဥဆောင်အဖွဲ့နှစ်ခုနဲ့စက်ကောက်စီတို့ကြားအပြည့်ရနိုင်ခဲ့တဲ့အခြေအနေကိုလေ့လာကြည့်ရင်ငိမ့်ချမ်းရေးကိုဥတည်တာမဟုတ်ပဲတရုတ်အစိုးရရဲ့ PR ပေးမှုစက်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သာဖြစ်တယ်လို့ BNI အစီရင်ခံစာကတုံ့ပြန်ထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ကွမ်းမြူနေကစပေးချောင်8000လောက်စာနာရခန်နဲ့ဆေးဝါးအကူအညီရဲဘော်လိုအပ်နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ရခိုင်ပြည်ကွမ်းမြူနယ်အတွင်းကစပေးချောင်ဥယျ8000လောက်ဟာစာနာရခန်နဲ့ဆေးဝါးအကူအညီတွေရဲဘော်လိုအပ်နေတယ်လို့ကွမ်းမြူနယ်စပေးချောင်ကူညီရေးပူးပေါင်းအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါသေးတယ်။ကွမ်းမြူနယ်အတွင်းကနေရမပြောင်းနိုင်သေးတဲ့စပေးချောင်တွေနဲ့စောင်းဝနေခက်ခဲတဲ့ဒေသခံတွေ အပါအဝင်အင်ထောင်စု1984စု လူဦးရေ9925ရောက်လောက်ဟာစာနာရိုက်ခါနဲ့ဆေးဝါးအကူအညီတွေအရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်။ဒါအပြင်ဆေးဝါးရှာပါပြီးကုန်စည်နှုန်းမြင့်တက်မှုနဲ့ငွေကြေးအကျအတည်းတွေကြောင့်ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာအနစ်နေကြရတယ်လို့သိရပါတယ်။ကွာစီဘေးဆောင်တွေဟာစီဘေးဆောင်ရှင်ကြာမြင့်လာတာနဲ့အမျှအလူရှင်ရရှိမှုနှေးပါလာပြီးတော့အလုတ်ကန်ရှာပါမှုနဲ့ကုန်စည်နှုန်းမြင့်တက်မှုတွေကြောင့်ပိုပြီးအခက်အခဲနဲ့ကြုံတွေ့နေကြရတာပါ။ဒါအပြင်ကွာမြို့နယ်အတွင်းကစီဘေးဆောင်တွေဟာ ရေလုံငန်းကိုအဓိကလုတ်ကင်ကြပြီးတော့တောင်ရလုံငန်းနဲ့လေလုံငန်းလုတ်ကင်သူတွေလည်းရှိတယ်လို့သိရပါတယ်လက်ရှိမှာကွာပင်လေပင်ကစစ်ကောင်စီနေပြည်တော်ရဲ့ရှင်းချောင်းမှုအပြင်တိုက်ပွဲအကျွင့်အကြံမြေမြုံမိုက်နဲ့စစ်ကြံလက်နက်အန်ဒီရီတွေကြောင့်လောက်ကိုင်းစားတောက်ရေးမှာအကြအသေးတွေနဲ့ဂျုံနေကြရတာလည်းဖြစ်ပါတယ်စစ်ကောင်စီရဲ့နေပြည်တော်ဟာပင်လေပင်အတွင်းငါးဖက်နေကြတဲ့ဒေသခံရေလုံသားတွေနဲ့ငါးဖက်လေတွေကိုဖမ်းဆီးတာ ပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့်ငေါဖက်လုပ်ငန်းပုံမှန်မလဲပနိုင်ဘူးလို့သိရပါတယ်။အရခတက်တို့ကခွားမြုံနေကို2024ခုနှစ်ဒီဇင်ဘာလ26ရက်မှာအပိတက်သိမ့်ပိုက်ထင်းချုပ်ခဲ့ပေမဲ့လက်ရှိအချိန်ထိလုံခြုံရေးအခြေအနေကြောင့်နေရမပြောင်းနိုင်တဲ့စစ်ပေးဆောင်အများအပြားရှိနေဆဲဖြစ်ပါတယ်။အာဆာ RSO အဖွဲ့တင်တဲ့ပတ်သက်မှုနဲ့ဖန်ဆီးထားတဲ့မွတ်စလင်၈၀ကျော်ကို AA လွတ်ငင်းပေးတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးမှာပါ။ စကောင်စီအပါဝင်းအာစာ RS ကိုစတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်ဆက်နွယ်မှုနဲ့အာရခတ်တပ်တော်ကဖမ်းဆီးထိန်သိမ်းထားတဲ့မွတ်စလင်၈၂ယောက်ကိုနိုမ9ရက်မှာကြာရောက်တဲ့ AA တမှုရှုပ်ဘိုလ်ရှုပ်ထွန်းမြင့်နိုင်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်ပြည်တံကနေလွန်ညွှန်းခွင့်ပြုလွှတ်ပေးလိုက်တယ်လို့သိရပါတယ်။ အဲ့ဒီမွတ်စလင်တွေဟာ2024ခုနှစ်တိုက်ပွဲကာလအတွင်းမှာစက်ကောင်စီတပ်အာဇာ RSO အဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ပြစ်ဒဏ်ရခံထားရသူတွေဖြစ်ပြီးတတိပိုင်းတွေစက်ကောင်စီစီစက်တင်နာတက်ခဲ့ပြီးနောက်စစ်ပွဲအတွင်း AAC အလင်းဝင်လာသူတွေဖြစ်တယ်လို့သိရပါတယ်အဲ့ဒီမွတ်စလင်တွေကိုနိုဝင်ဘာ9ရက်မှာမောင်တော်ခရိုင်မွတ်စလင်ရဲ့အကောင်စီဝင်တွေခရိုင်အဆင့်ဂျူရီအဖွဲ့ဝင်တွေစီလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ် အဲ့ဒီကနေတဆင်သူတို့ရဲ့မိသားစုဝင်တွေစီပြန်လည်အနှံ့ပြီးဂတိခံဝင်လက်မှတ်ရေးထိုးပြီးတော့ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတည်င်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်မတရားစင်ကူးနဲ့တပိတ်ချင်းမှာစစ်ကောင်စီကတာလွန်အင်အားနဲ့အပြင်းထန်ထိုးစစ်ဆင်နေတဲ့တည်င်းဝင်တင်ဆက်ပေးမှာပါမန္တလေးတိုင်းမတရားမြို့နယ်စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့မှာတော်လိုင်းရဲ့အင်အားစုတွေထင်းချုံဆုံးမှုနေမြေတွေကို စစ်ကောင်စီကတာလွန်အင်အားနဲ့အပြင်းထန်ထုတ်စစ်ဆင်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF ကဒီကနေ့ထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့ထုတ်စစ်တွေနဲ့အတူတိုက်ပွဲဖြစ်ပွားမှုဟာလည်းတနေ့ထက်တနေ့ပုံမပြင်းထန်လာနေတဲ့အတွက်ပြည်သူလူထုအနေနဲ့ကြိုတင်ပြင်ဆင်ပြီးတော့ဘေးကင်းအောင်အစီအမံတွေလုပ်ထားကြဖို့ MDY PDF ကတိုက်တွန်းထားပါတယ်ဒီနေ့ကုန်ပိုင်းမှာစစ်ကောင်စီကရွေးကောက်ပွဲအပိုင်းတစ်ကိုကျင်းပဖို့ပြင်ဆင်နေပြီး ရွေးကောက်ပွဲမတိုင်မီတော်လှန်ရေးအင်အားစုတွေရဲ့ထိ ंछ ုံနေမြေတွေကို ပြန်ရရေးအတွက်အင်အားအလုံးအရင်အုံပြူပြီးထိုးစစ်တွေကိုပြင်ထန်လုပ်နေတာပါလက်ရှိစစ်ကောင်စီဟာတာလွန်အင်အားနဲ့ထိုးစစ်ဆင်နေတဲ့မတရားစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေဟာလည်းစစ်ကောင်စီရွေးကောက်ပွဲလုပ်ဖို့ရာထားတဲ့မြို့နယ်စီးရင်မှာပါဝင်နေတာပါ MD1PD ရဲ့အနေနဲ့စစ်ကောင်စီထိုးစစ်ကိုဆက်လက်ခုခံနေပြီးအာဏာရှင်ဆုံးတိုက်ရေးပန်းတိုင်အထိနောက်မဆုတ်ဘဲဆက်လက်ရှိတက်သွားမယ်လို့ပြောဆိုထားပါတယ် နောက်ထပ်သတင်းတပိုးအနေနဲ့ဖိလစ်ပိုင်မှလူတသန်းကျော်တင်ဆောင်ခဲ့ရတဲ့ဖွန်ဝေါမုန်တိုင်းထိုင်ဝမ်ဘက်ကိုဥတည်တဲ့သတင်းကိုတင်ဆက်ပေးမှာပါဖိလစ်ပိုင်နိုင်ငံနေရာအနှံ့ပြားကိုတလင်းငွေနေညနေပိုင်းကအပြင်းထန်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ဖွန်ဝေါမုန်တိုင်းဟာလက်ရှိမှာအားပြောသွားပြီးတော့တောင်တရုတ်ပင်လယ်ဘက်ကိုဥတည်နေတယ်လို့သတင်းတွေမှာဖော်ပြချက်အရသိရပါတယ်စူပါတိုင်ဖုန်အစင်သတ်မှတ်ထားတဲ့ဖွန်ဝေါဟာတလင်းငွေနေညနေပိုင်းမှာဖိလစ်ပိုင်အရှေ့ပိုင်းကွန်ယူတာတခွင်ကိုဝင်ရောက်တိုက်ခတ်ခဲ့တာပါ မုံတိုင်းအရှိန်ကြောင့်လှိုင်းလုံးတွေဟာမြို့တွင်းလမ်းတွေအထိရောက်ရှိခဲ့တယ်လို့ရေးကြီးမှုကြောင့်နေအိမ်တချို့မျောပါတာလေပြေးတံကြောင့်တပ်ပင်တွေအမျက်ကနေတွတ်ထွက်သွားတာမျိုးတွေအထိဖြစ်ပေါ်ခဲ့တာပါမုံတိုင်းကြောင့်ဖိလစ်ပိုင်မှာလူပေါင်းတတသမ၄သန်းလောက်အထိနေရဲစွန့်ခွာတိတ်ဆောင်ခဲ့ကြရပါတယ်လက်တလုံးမှာအကူကြီးကစေးတွေဆောင်ရွက်နေပြီးတေဆုံးသူအရေးတွေဟာနှစ်ဦးရှိထားတယ်လို့အာဏာပိုင်တွေကအတည်ပြုထားပါတယ်ဖိလစ်ပိုင်မှာပြီးခဲ့တဲ့သတင်းဘက်ကဝင်ရောက်တိုက်ခတ်ခဲ့တဲ့ကာမေဂီမုံတိုင်းကြောင့်လည်းတေဆုံးသူအရေးတွေဟာ၂၂၄ယောက်ရှိခဲ့တာပါ ကာမဂီတန်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့အပျက်စီးတွေကိုတယ်လီထူထောင်ရေးဆောင်ရွက်လို့မပြီးသေးခင်အခုမုံနဲ့ထပ်မံဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက်လုပ်ငန်းတွေရပ်ဆိုင်ထားရတယ်လို့ AFP သတင်းတရမ်းမှဖော်ပြထားပါဗျ။ဖုံဝုံမုံနဲ့ဟာလက်ရှိမှာအပျော့သွားပြီဖြစ်ပြီးတောင်တရုတ်ပင်လယ်ဘက်ကိုဥတည်နေပြီးတော့ထိုင်ဝမ်ဘက်ကိုရွှေ့လျားမယ်လို့လိလသူတွေကခန့်မှန်းထားကြပါတယ်ခင်ဗျာ။နောက်ဆုံးတစ်ပုတ်အနေနဲ့ထရမ့်မှတ်တမ်းရုပ်တံတေးပြတ်မှုဝေဖန်ခံရပြီးနောက် BBC အကြီးအကဲနဲ့ ။တည်င်းခန့်တာဝန်ခံတို့ရာထူးကနှုတ်ထက်တဲ့တည်င်းကိုလည်းတင်ဆက်ပေးချင်ပါသေး။ပြည်တွင်းအခြေစိုက် BBC တည်င်းဌာနရဲ့အကြီးအကဲနဲ့တည်င်းခန့်တာဝန်ခံတို့ဟာအမေရိကပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်ပြောကြားထားတဲ့မိကွန်းတစ်ခုကိုတည်ဖြတ်ခဲ့တဲ့လောက်ရအပါအဝင် BBC ရဲ့ဘက်လိုက်လှုပ်ဆောင်မှုအပေါ်ဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက်ပိုင်းနိုဝင်ဘာလ9ရက်မှာရာထူးကနှုတ်ထွက်သွားတယ်လို့ရိုက်တာသတင်းတရက်မှာဖော်ပြထားပါတယ်။ Daily Telegraph သတင်းစာစီကိုသတင်းကျင်းဝဆိုင်ရာအကြံပေးဟောင်းတို့ရဲ့ ဌာနတွင်အစီရင်ခံစာတစောင်ပေါက်ကြားသွားပြီးနောက် BBC ဟာဖိအားတွေမြင့်တက်လာခဲ့ပြီးအဲ့ဒီအစီရင်ခံစာမှာ Israel Hamas စစ်ပွဲလိင်ပြောင်းလဲသူတွေဆိုင်ရာကိစ္စရပ်တွေနဲ့ထရရဲ့မိကွန်းတစ်ခုကို BBC ကသတင်းတင်ဆက်မှုတွေမှာသတင်းကျင်းဝတ်ရှင်းပြမှုတွေရှိခဲ့တယ်လို့ဖော်ပြပါတယ်။ထရန်ကအဲ့ဒီပုံကုန်နှုတ်ဦးရာထူးကနှုတ်ထွက်သွားတော့ကိုကြိုဆိုလိုက်ပြီးတော့သူတို့နှုတ်ဦးကိုလွန်စာရိုးတော့မှုကိမဲ့သူတွေလို့ဝေဖန်ခဲ့ပြီးသူပြောကြခဲ့တဲ့မိကွန်းတွေထက်ကအပိုင်နှစ်ပိုင်းကို DBC ရဲ့နာမည်ကြိုကြတဲ့အထင်ကရပန်နိုရမာအစီအစဉ်ကတပြက်ပေါင်းဆက်လိုက်တာကြောင့်2021ခုနှစ်ဇန်နဝါရီလကဖြစ်ပွားခဲ့တဲ့အထီးကရုံကိုသူကအပေးအမပြုသလိုပုံရိပ်ဖြစ်ပေါ်စေခဲ့တဲ့အတွက် Trump ကအခုလိုဝေဖန်လိုက်တာဖြစ်ပါတယ်2020ပြည့်နှစ်ကစတင်ပြီးတော့ Britain ထုတ်လွှင့်ရေး Corporation ကိုဦးဆောင်ခဲ့တဲ့ Tim Derby ကသူတို့ရဲ့သတင်းစာနေစဉ်ပညာဟာကမ္ဘာတော်ဝန်မှာစံနမူနာအဖြစ်အတိအမှတ်ပြုခံထားရဆဲဖြစ်ကြောင်းပြောကြားခဲ့ပြီးအဖွဲ့ကိုကာကွယ်ခဲ့ပါတယ် ဒါပေမဲ့အမှားယွင်းတွေဖြစ်ပေါ်ခဲ့ကြောင်းနဲ့နောက်ဆုံးမှာသူတို့အနေနဲ့ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုတာဝန်ယူရမှာဖြစ်တယ်လို့တင်ဒေဗီကပြောကြားခဲ့ပါတယ်။ BBC သတင်းဌာနရဲ့အမှုဆောင်အရာရှိချုပ် CEO Deborah Tarnes ဟာလည်းရာထူးကနေနှုတ်ထွက်ခဲ့ပြီးဝန်ထမ်းတွေစီကိုပေးပို့လိုက်တဲ့ email မှာသူက BBC သတင်းဌာနဟာအဖွဲ့အစည်းဆိုင်ရာအရာပဲလိုက်မှုရှိတယ်ဆိုတော့မကြတဲ့ခင်ကဆွဆွေးရှက်တွေဟာမှားယွင်းပါတယ်လို့ပြောကြားခဲ့ပါတယ် ကမ္ဘာတော်ဝမ်းမှာကြေကြေပြန့်ပြန့်လေးစားခံရတဲ့ BBC သတင်းဌာနဟာဗီတိန်မှာယုံကြည်စိတ်ချရမှုအမြင့်မားဆုံးသတင်းအမှတ်တရစိတ်စိတ်တန်းတွေထဲမှာထိတ်ဆုံးနေရာကဆက်လက်ဥဆောင်နေဆဲဖြစ်ပြီးတော့သတင်းဖြိုပြေရေးနဲ့အကစားရေးရာအစီအစဉ်တွေကို တင်ဆက်ပေးမှုနဲ့ပြည်တွင်းမှာကြီးမားတဲ့ပြည်သက်အင်အားစုကိုလည်း BBC ကပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါတယ်။ ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်နေဆိုရင်တော့အပေါင်း669 63 633သုံးကိုလုံခြုံဆက်ရှာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။